အောင်မြတ်တာနဲ့စန္နာလာဘက်ကပြိတ္တများအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာယခုတခါမှာတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဆရာဇေယနာရမညရေးသားထားတဲ့အောင်မြတ်တာနဲ့စန္နာလာဘက်ကလို့အမည်ရတဲ့ပြရလောကဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုခန့်မယ်ဖြစ်ပါတယ်ခင်ဗျာညကအလင်းရောင်မရှိတော့အောင်မောင်းမဲနေပေမဲ့ ဒေတာခွဲအလဲမှာတော့အတန်အသင့်ကြီးမားတဲ့မီးဘုံကြီးတစ်ပုဒ်တဟောင်းတောက်လောင်နေခဲ့တယ်။မီးဘုံရဲ့အရှိတတဲမှာတော့မျက်နှာအဝဲအုပ်ထားတဲ့လူတယောက်တဘိုးတစ်ချောင်းကိုစုပ်ကင်ပြီးရက်နေခဲ့သလိုသူ့ရဲ့အရှိမှာတော့စုပ်ပြတ်နေတဲ့အဝဲတကူတကူလုံးမပေါ်အောင်ခြုံထားတဲ့ယောက်ျားဆယ်ယောက်ခန့်ရှိနေခဲ့တယ်။ထို့အချင်းအကြီးအကဲတွေစုံပြီးဆိုရင်ခေါင်းဆောင်အစ်စ်မိတ်ဆက်ပွဲလေးစလိုက်ကြတာပေါ့။ဆိုတဲ့အတန်နဲ့တူဖာယာဖာဆက်တွေပါတဲ့အင်ကြီးနဲ့လုံကြီးကိုဝစ်ဆင်ထားတဲ့လူတယောက်ကအမောင်နေရနေထွက်လာခဲ့တယ်။ ပြက်ကကတော့မီးပုံပေးမှာယက်နေတဲ့သူတွေကိုလိုက်ကြည့်ရင်အကဲခတ်နေတဲ့ချင်းဒီကောင်လေးကကျောက်တုရဲ့အကြီးငယ်ဖြစ်မဲ့သူလားအဲ့လိုပြောတဲ့အတန်းကိုကြားလိုက်ရတယ်ဒီကောင်လေးကကျောက်တုစောင့်မျှော်နေတဲ့သူပဲသူဒီကိုရောက်ဖို့အခက်ခဲတွေအများကြီးကိုကြော်ဖြတ်ခဲ့ရတယ်သူ့ရဲ့ဘဝကိုဆွတ်လွတ်ခဲ့ရတယ်ခမားတို့ကအသက်ငယ်လေးလိုခေါင်းဆောင်အဖြစ်တင်မြှောက်ရမှာမိုးမိုးမယဲဖြစ်နေကြတယ်မလားဟုတ်တယ်ရွာပေါင်း90ကိုကြီးကြပ်ရမယ့်သူကအရေးချင်းပြည့်မပြည့်ကျောက်တုတည်ကျင်တယ် နောက်ပြီးကျောက်တို့ရဲ့တပောင်နဲ့ကိုက်ညီတဲ့အမှတ်သားတွေရောပါရဲ့လားကျောင်းမှာဆက်လွယ်ရင်မှာစက်ကြပါတဲ့သူရောက်လာရင်ဖြင့်စန္နာလာရွာကြီးတာယာဝါပြောမယ်ဆိုတဲ့တပောင်ကိုပြောတာလားဟုတ်တယ်သူ့မှာအဲ့ဒီအမှတ်သားတွေပါမပါကျောက်တို့ကြည့်ရမယ်စန္နာလာရွာသူကြီးရဲ့စကားကြောင့်စန္နာလာမောင်ကြီးကဗျက်ကောက်ကိုဆွဲယူပြီးအင်ကြီးကိုဆွဲဖျက်ရာရင်ညွန့်တက်တက်မှာစက်ကြပုံစံအမာရွတ်တစ်ခုနဲ့အတူကျောကုန်းနဲ့ဝမ်းပိုက်ကိုဆက်ထားတဲ့မှဲ့ဆက်လက်ကိုမြင်လိုက်ရတယ်။ကဲ ခင်ဗျားတို့မြင်ကြပြီမလားဒါတော်မှအယုဒေမပေးကြသေးဘူးလားစန္ဒလာမောင်ကြီးရဲ့စကားကြောင့်ရွာသူကြီးတွေကဥကောင်းကိုညှို့ပြီးတော့အယုဒေပေးလိုက်ကြတယ်ဒီနေ့ဒီအချိန်ဆက်ပြီးတော့ရွာပေါင်း90မှာရှိတဲ့စန္ဒလာတွေကိုပြက်ကကြီးမှုလိမ့်မယ်ခင်ဗျားတို့ကခေါင်းဆောင်အစ်စ်ကိုတိတင့်တိတိုက်တဲ့အကြောင်းအရာတွေနဲ့စင်းမြင်စည်းကမ်းတွေပြောပြပေးကြပါဒီနေ့ကဆက်ပြီးကြောက်ရဲလမ်းစဉ်ကို76ရတော့မှာမို့ခင်ဗျားတို့အားလုံးနှုတ်ဆက်ခဲ့ပါတယ်စန္ဒလာမောင်ကြီးကပြက်ကနဲ့ရွာသူကြီးတွေကိုနှုတ်ဆက်ပြီးတော့ အလဲမှာပုံထားတဲ့မိဘုံကြီးတွေကိုတိုးဝင်ကပြောက်ခွဲသွားခဲ့တယ်။ဒီမြင်ကွင်းကြောင့်အံ့ဩနေတဲ့ဗျက်ကအနီကိုတုတ်ပြက်နေတဲ့အဝယ်ဆောင်ဝတ်ထားတဲ့လူကြီးတူရောက်လာပြီးတော့လူလေးအံ့ဩသွားတာလား။ဟုတ်တယ်ဗျ။ဒီလူကတာမန်လူမဟုတ်ဘူးတင်နေနော်။စန္နာလမောင်ကြီးကတောင်းစားတဲ့ဘဝကနေဇရဏကျင့်စဉ်တွေကျင့်ကြံပြီးပေါက်မြောက်သွားတဲ့သူပဲ။လူလေးလည်းသူ့ချေရအောင်နေနိုင်မှာပါ။အခုတော့လူလေးတီးတင်းတီးထိုက်တဲ့အရာတွေကိုတင်ပြပေးမှမို့ အဘာတို့နဲ့လိုက်ခဲ့ပါအသားရဲ့ရွတ်တွနေတဲ့လူကြီးဟာသူ့ရဲ့လက်ကျန်းချမ်းကြီးနဲ့ပြက်ကောက်ကိုဆွဲပြီးတော့တစ်ပင်တန်းဘေးမှာရှိနေတဲ့လမ်းကြားလေးထဲကိုခေါ်ဆောင်သွားခဲ့တယ်ဒီလိုနဲ့၃လခန့်ကြာတဲ့အခါမှာအကိုတို့အမတို့ပေးမှစားတော့ရမယ့်ဘဝမှုနည်းများမဆိုလူပေးကြပါခင်ဗျာတနာစပွဲထွက်ပေါ်လာတဲ့အတန်ကြောင့်ဖျားဘူးကားပေါ်မှာရှိတဲ့လူတွေကမိမိတို့မှာပါလာတဲ့မုတ်ဘဲတရေစာရည်နဲ့ငွေအကျွေးချို့ကိုထုတ်ယူကာခွက်ထဲကိုထည့်ပေးလိုက်ရတယ်။ဟဲ့ ငဆိုးနင်းခွက်ကငားမျက်နှာလာထီတော်မယ်ကွနင်းကဘာလို့အတင်းတိုးနေရလဲအဲ့ဒီလူတွေကငါ့ကိုပေးတာကွအောင်မာနင်းကနောက်မှရောက်လာပြီးတော့လူဘာမောရနဲ့ဒီနေရာငါနေရာကွဖျားဘူးကားတွေထွက်သွားတဲ့အချိန်တယောက်နဲ့တယောက်စကားများနေတဲ့သူတွေကိုအညာဆောင်မားတဲ့ခြုံထားတဲ့လူတယောက်ကစိုက်ကြည့်နေခဲ့တယ်သူ့ဘေးမှာတော့လူလက်ပိုင်းရွယ်ယောက်ျားနှစ်ယောက်ရှိနေပြီးတော့နှစ်ယောက်လုံးရဲ့လက်ထဲမှာတော့ရှားနဲ့တာတို့တချောင်းစီကင်ထားကြတယ်ဒီနယ်မင်းကဘသူ့အပိုင်လဲ အညာဆောင်မချုံလာတဲ့လူရဲ့စကားကြောင့်ဘေးမှာရှိနေတဲ့လူကဘေးကိုတိုးကပ်လာပြီးတော့ဦးစန်းငွေရနေတယ်ပါတယ်ဆရာဦးစန်းငွေရကျမ်းမာရေမကောင်းလို့အဲ့ရတဲ့ကမထနိုင်ဘူးမဟုတ်လားဒါကြောင့်ဒီကောင်လေးရန်ဖြစ်ရတာနေမယ်ဟုတ်တယ်ဆရာဦးစန်းငွေရှိရင်အခုလိုမလုပ်ရဲကြဘူးရန်ဖြစ်နေတဲ့နှစ်ကောင်ဖျားဘူးတွေမမြင်တဲ့နေရာစီကိုခေါ်လာခဲ့ကြစောင်းချုံထားတဲ့လူကတဘိုးကိုပခုံးပေါ်ထမ်းတင်ပြီးတော့ကားလမ်းမှာဘေးကလမ်းသွယ်လေးတစ်ခုတည်းဝင်သွားခဲ့လိုက်တယ် မကြခင်အချိန်အတွင်းမှာတယောက်နဲ့တယောက်ထိုးကြိတ်ထားလို့ဖူးရောက်နေတဲ့မျက်နှာတွေနဲ့ရှေ့ကိုရောက်ချလာခဲ့ကြတယ်။ခင်ဗျားတို့ကဘာသူတွေလဲ။ကျုပ်တို့ဘာလို့ဆွဲခေါ်လာရတာလဲ။ပြောစမ်း။အောင်မမင်းတို့ကများပြန်ပြောရတယ်ရှိသေး။အခုမင်းတို့ရှေ့မှာထိုင်နေတဲ့သူကဘာသူလဲသိလား။သိရောဘာလို့ရမှာလဲ။ဂျေးကကံပြန်ပြောလိုက်တာကြောင့်တင်းကုတ်တို့ပေါ်မှာထိုင်နေတဲ့လူကမောင်တမ်းမှုရဲ့ငါတို့စီကံရဖျားဖို့ဧည့်သည်တွေရှေ့မှာရံဖြစ်စကားများရင်ဘာပြစ်ဒဏ်ပေးရလဲ။ တောင်းစားခွင့်ကိုတလားတိတိပိတ်သိမ်းပြီးတော့ကျိန်နံဆယ်ချက်အပြစ်ပေးရပါတယ်ဆရာအေးဟုတ်တယ်အခုဒီကောင်တွေကစီကောင်ကိုဖောက်ဖျက်တာကြောင့်ချမှတ်ထားတဲ့အပြစ်ဒဏ်တိုင်းဒဏ်ပေးလိုက်ခခမညာရွာသူကြီးချုပ်များလားဟဲ့ကောင်စကားမများနဲ့တစ်ပင်ကိုဖတ်ထားသားမောင်တန်မူကရန်ဖြစ်တဲ့သူနေရာကိုတစ်ပင်မှာဖတ်ခိုင်းလိုက်ပြီးတော့လက်ထဲမှာကင်ထားတဲ့ရှာနေတုံနဲ့တဖျားမြောင်မြောင်ရိုက်ပါလေရောအမလေးအဖလေးအော်နေတဲ့အတန်တွေကြောင့်ကားလမ်းဘေးမှာရှိနေတဲ့ဆန္ဒလားတွေအားလုံးကလမ်းကြားထဲကိုပြေးဝင်လာခဲ့ကြတယ် အားလုံးကြည်ဒါကြနောက်တခါဖျားဘူးတွေရှိမှအချင်းချင်းရံဖြစ်စကားများတာပဲဖြစ်ဖြစ်ရံဖြစ်တာပဲဖြစ်ဖြစ်အခုလိုပြည့်တန်ခံရမယ်တင်းကုတ်တို့ဘုံမှာထိုင်နေတဲ့သူကလက်ထဲမှာကင်ထားတဲ့တဘိုးမြေကြီးပေါ်ထောင်ပြီးပြောလိုက်ရရက်ကြည့်နေတဲ့သူတွေတဲ့ကတဘိုးဆိုးနှစ်ဖက်ကိုရွှေချထားပါလားဒါရွာသူကြီးချုပ်ပဲဟေးအယူသိပေးကြရွာသူကြီးချုပ်ဆိုတဲ့စကားကြောင့်ရောက်လာတဲ့သူတွေအားလုံးဥကောက်ကိုညွန့်ကအယူသေးပေးလိုက်ကြတယ်။အားလုံးတောင်းလို့အဆင်ပြေကြရလား။ ြေတယ်လို့တော့မဟုတ်ပါဘူးဆရာရဲ့ရတဲ့အခါလဲရမရတဲ့အခါလဲရှိတာပေါ့မောင်တမကြီးဒီမှာရှိနေတဲ့သူတွေကိုစံတပြီဘိုးစာကြားတဲ့ငွေကိုပေးလိုက်အောင်ဟုတ်ကဲ့ဆရာအခုပဲဝေပေးလိုက်ပါမယ်မောင်တမဆိုတဲ့သူကအိတ်ထဲကနေငွေစက်ကူတစ်ထပ်ကိုဆွဲထုတ်လိုက်ပြီးတော့တယောက်ချင်းစီဝင်ငှပေးနေတဲ့အချိန်ကျုပ်အတွက်ကတော့စံတပြီဘိုးစာမရအောင်နော်စံတအိစာမှရမယ်ဆိုတဲ့အတန်ထွက်လာခဲ့တယ်အဆိုပါအတန်ကြောင့်တင်းငုတ်တို့ဘုံမှာထိုင်နေတဲ့လူကမျက်လုံးကိုဝိတ်မိကြည့်လိုက်ရာ အညိုရောင်ဖြင်းချိုင်းအင်ဂျီကိုဝစ်ဆင်ထားတဲ့လူတယောက်ကိုမြင်လိုက်ရတယ်။ဆက်ရပါလား။ဘယ်ကနေရောက်လာတာလဲ။နင်းစီပဲလာခဲ့တာလေ။ဘယ်လိုလဲ။ဘဝအတိတ်မှာနေသားကြနေပြီလားကွာ။ဒီလိုပါပဲဆရာရဲ့။မောင်တန်မူရဲ့ဟိုဘက်ကလူတွေကိုကိုယ့်နေရာကိုတွားခိုင်းလိုက်တော့။ဟုတ်ကဲ့ဆရာ။မောင်တန်မူကဘိန်းမှာဝိုင်းနေတဲ့သူတွေကိုကိုယ့်နေရာကိုပြန်ကြဖို့ပြောနေတဲ့အချိန်။သူတို့ကဘသူတွေလဲပြက်က။ဆရာနဲ့မိတ်ဆက်ပေးရအောင်မေ။သူ့နာမည်ကမောင်တန်မူလို့ခေါ်တယ်။ ူကတော့မောင်တမားတဲ့ရွာလူကြီးနှစ်ယောက်ရဲ့သားတွေပေါ့သူတို့ဖေတွေကကျွန်တော်ဘီမှာစောင့်ရှောက်ဖို့ထည့်ထားပေးတာမင်းကတန်ဟုတ်နေပါလားတန်ဘူးနဲ့တမားကြီးဒါငါ့ဆရာနမေကအောင်မြတ်တာလို့ခေါ်တယ်မင်္ဂလာပါဗျဆရာကကျွန်တော်တို့ဆရာကြီးကြောင့်နေပြောပြဖို့ပါတယ်လူတော့အခုမှပဲမြင်မှုတာပါအိမ်စကားပြောပုံကြည့်ရတာမင်းတို့ကလည်းခေသူမဟုတ်ဘူးပဲတန်ဘူးနဲ့တမားဆယ်တန်းအောင်မိတာလေးဆရာကြိုးစားကြပါကွာ ဒီလိုအလုပ်လုပ်ရလို့လဲတိမ်ငယ်စိတ်မဖြစ်နဲ့မင်းတို့ကမျိုးရိုးစင်စက်ကျင်းစာကြောင့်သာဒီအလုပ်ကိုလုပ်နေရတာဆရာသိပါတယ်မတိမ်ငယ်ပါဘူးဆရာဒီအလုပ်ကိုလုပ်ရင်းနဲ့လူတွေရဲ့စိတ်ကို ပိုပြီးသိလာရတယ်အတွေ့အကြုံရတာပေါ့ဗျာတမားရဲ့စကားကြောင့်အောင်မြတ်တာပြုံးလိုက်ပြီးတော့ဗျက်ကဘက်ကိုလှဲ့ကာဗျက်ကရေဒီညကတော့မင်းငားစီလာခဲ့ရမယ်ဆရာကဘာမှနေနေရလဲကြက်ရတွင်စီဒီကိုသိတယ်မလားအဲ့ဒီမှာနေနေတာဩသိရလေဆရာညကြရင်ကျွန်တော်လာခဲ့ပါမယ် အဟိုလေသူတို့ကိုရောခေါ်လာခဲ့လို့ရလားရတယ်လေခေါ်လာခဲ့ပေါ့အောင်မေတ္တာစကားကြောင့်ဗျက်ကဝမ်းသာသွားပြီးဘေးမှာရှိနေတဲ့တံပူးနဲ့တမောင်လှမ်းကြည့်လိုက်တယ်။ညာဦးပိုင်းအချိန်မှာတော့ကြက်ရက်တွင်စီဒီပေါ်မှာဖျောင်းနိုင်ပြီးအလင်းရောင်နဲ့ထိန်ထိန်လေးနေခဲ့တယ်။စီဒီရဲ့ရင်မြင်မှာတော့အောင်မေတ္တာနဲ့အတူဗျက်ကတမားနဲ့တံပူးတို့ထိုင်ပြီးစကားစမိပြောနေခဲ့ကြတယ်။ဆရာကျွန်တော်တို့ဒီညဘာလုပ်ရမလဲ။ဗျက်ကစကားကြောင့်အောင်မေတ္တာလွယ်ထဲကနေပြီးတော့မိုင်းကင်ဆက်ကူခဲတာ ပေရန်တို့ကိုထုတ်လိုက်ပြီးတော့ဒီညမှာတော့အခြေခံအင်းရေးဆွဲနည်းကိုတင်ရမယ်။ဒါကြောင့်အင်းဆွဲတဲ့အခါဘလို့အချက်တွေကိုလိုက်နိုင်ရမယ်၊ရှောင်ရှားရမယ်ဆိုတော့အရင်သိထားမယ်။အဲ့လိုပြောကအင်းဆွဲရတယ်လိုက်နိုင်ရမယ်၊ဆောင်ရံရှောင်ရံချက်တွေကိုအသေးစိတ်ပြောပြခဲ့တယ်။အသေးစိတ်ချက်တွေကိုပြောပြပြီးတာနဲ့အင်းစံထည့်တဲ့အခါရုတ်ဖက်ရမယ်ကာရာတွေကိုစာအုပ်မှာရေးမှတ်စေပြီးကြက်မှတ်စေခဲ့တယ်။ဂျက်ကလည်းအောင်မြတ်တာတင်ပြပေးတဲ့အတိုင်းလိုက်မှတ်ခဲ့သလိုတန်ဘူးနဲ့တမာတို့ကလည်းဘေးရနဲ့မှတ်သားနားထောင်ခဲ့ကြတယ်။ဒီလိုနဲ့ဆယ်ရက်လောက်ကြာမှာတော့ တက်ကတယောက်အခြေခံအင်းဆွဲနီးနဲ့အင်းစံထက်နီးတွေကိုတက်မြောက်သွားခဲ့တယ်လို့လေးခွက်အင်းကိုလည်းပိုင်နိုင်စွာရေးဆွဲနိုင်ခဲ့တယ်။တလားပြည့်တဲ့နေ့မှာတော့အင်းခွက်တွေရေးဆွဲနေတဲ့အချိန်ဖုံအလူးလူးပေရနေတဲ့အသက်80အရွယ်ဖိုးအိုတူစီဒီဘောတက်လာတာကိုမြင်လိုက်ရတယ်။အဖိုးအိုကအောင်မြတ်တာကိုရောတံပူနဲ့တမာကိုရောလုံးဝမကြည့်ဘဲလက်ထွာတတရှိတဲ့တတအပိုင်းစာလေးကိုဂျက်ကပေးမှချပေးပြီးပြန်ထွက်သွားခဲ့တယ်။ဂျက်ကလည်းအင်းခွက်ဆွဲပြီးတာနဲ့တတအပိုင်းစာလေးကိုယူပြီးအောင်မြတ်တာစီပြလိုက်ရ။ ဒါတံမိုးမဖြတ်နိုင်တဲ့မန်ကျိုးတပိုးပဲမန်ကျိုးတပိုးဟုတ်လားဆရာကျွန်တော်ကအခုမှပဲကြားဘူးလားတမာနဲ့တံမူရောမန်ကျိုးတပိုးကြားဘူးကြလားအဖိုးတို့ပြောတာတော့ကြားဘူးတယ်ဆရာ သူတစ်ပါးပေးလူထားတဲ့ပစ္စည်းတွေကိုမမနိုင်လို့တပိုးနဲ့ထမ်းနေတဲ့ချိန်ကျိုးတဲ့အပိုင်းစာကိုခေါ်တာမလားဟုတ်တယ်ကွဒါမျိုးကအင်မတန်မှရခဲ့တဲ့ပစ္စည်းပဲအခုလာပေးတာလည်းဗျက်ကတယောက်တည်းကိုပေးခဲ့တာဆိုတော့သူနဲ့ပဲထိုက်တယ်လို့မှတ်ယူရမယ် ဒီလိုမန်ကျိုးတဖို့ဘယ်လိုဆောင်ရမလဲဆရာ ဆောင်ရမယ့်ပုံစံကိုငါလုပ်ပေးမယ်အောင်မြတ်သားလည်းလွယ်ရည်ထဲကနေခဲတံချုံနဲ့ဓာတ်ကိုထုတ်လိုက်ပြီးတော့မန်ကျိုးတဖို့ဟိုဖက်ဒီဖက်လှုပ်လိုက်ရာမကြခင်အချိန်အတွင်းလူတစ်ယောက်ရက်နေတဲ့ဟန်ရှိတဲ့ဘဘူးရုပ်လေးတယောက်ဖြစ်လာခဲ့တယ်ဒီအယုတ်ကမာတင်ကရုပ်လို့ခေါ်တယ်မာတင်ကရုပ်ထုမယ်ဆိုရင်လက်ဝဲဘက်ကခွက်ကင်ပြီးတောင်းတဲ့ဟန်လက်ရဘက်ကတဘိုးနဲ့အိတ်ထန်းတဲ့ဟန်ကိုပြပြအောင်ထုတယ်ပြီးရင်တော့မာတင်ကကာလာရုပ်ပြီးတိတ်တိတ်တင်ရတယ် ောင်မြတ်တာမာတင်ကရုပ်ကိုလက်မှာကင်ပြီးတော့ကာရာတပုတ်ကို38အုံဆုပ်လိုက်ရာဇေဒီမှာရှိတဲ့ဆဲလေးတွေအားလုံးကတချင်ရွနဲ့လှုပ်ခတ်သွားတာကိုထူးဆန်းစွာမြင်တွေ့လိုက်ရတယ်။ဒီအစီရင်ကမာတင်ကအစီရင်ပဲ။မင်းနဲ့ထိုက်လို့ရတာဖြစ်လို့ကိုနဲ့မကွာဆောင်တာ။အဲ့လိုပြောပြီးတော့ဗျက်ကကိုကမ်းမိလိုက်တယ်။ဗျက်ကလည်းမာတင်ကရုပ်ကိုကင်လိုက်တဲ့အချိန်ကြံရှိနေတဲ့မန်ဂျိုးတပုတ်အပိုင်းစားတွေကရုတ်တရက်ဆူဆူလို့မီဟုံဝန်တောက်လောင်ပြီးတော့ပြာမုံအောင်မကြံပဲပျောက်ကွယ်သွားခဲ့တယ်။ဆရာခုနကဇေဒီဘော်တက်လာတဲ့အဖိုးကဘာသူများလဲ သူကဘာလို့ကျွန်တော်ကိုဒီလိုပြစီပေးရတာလဲပြက်ကငါအမြင်တော့မင်းကိုအလုပ်တစ်ခု ခိုင်းမိထင်တယ်ဘယ်လိုအလုပ်မျိုးလဲဆရာခொနေရတာသမီးဆရာရတဲ့အရာနဲ့ခொနေရတာသမီးကိုပြန်လှူတဲ့အလူမျိုးလို့ထင်တယ်ဒါကြောင့်မာတင်ကအဆောင်အတွက်အရေးပါတဲ့ပြစီလာပေးသွားတာဒါကြောင့်မနှက်ပြအာယုံတက်တာနဲ့အရက်တကလှည့်ပြီးတောင်းစားရမယ်တောင်းစားလို့ရလာတဲ့ငွေတွေပြစီတွေနဲ့ခொနေရတတိအလူလောက်ရမယ်ဆရာပြောတယ်လို့ကျွန်တော်လောက်ကြည့်မယ် မနဲ့အာယုံတက်တာနဲ့ကျွန်တော်တို့စထွက်မယ်ဆရာတခုတတိပေးချင်တာမင်းကိုယ်တိုင်တောင်းလို့ရတဲ့ပစ္စည်းတွေနဲ့ပဲအလှလောက်ရမှာနော်ဒါကြောင့်တမာနဲ့တန်ပူလို့ရတဲ့ပစ္စည်းတွေကိုမင်းနဲ့မယောမိစေနဲ့ဟုတ်ကဲ့ဆရာကျွန်တော်တတိထားပါမယ်ဂျက်ကလည်းမာတင်ကရုပ်လေးကိုစောက်ကင်ကဂရိပေးလိုက်ပြီးရင်းမြေပေါ်မှာကြောဆန့်ချလိုက်တယ်အာယုံတက်ချက်ရောက်တော့ဗျက်ကတော့တုံးရောက်ဇေဒီပေါ်မှာစတင်ထွက်ခွာခဲ့ကြရာမနဲ့နေထမ်းမြမရောက်ခင်မှာပဲဂျက်ကရဲ့ခွက်ထဲမှာငွေတွေပြည့်သွားခဲ့တယ်မာတင်ကရုပ်လေးရဲ့အစွမ်းကြောင့်လမ်းသွားလမ်းလာလူတွေရဲ့အဆာ ခရီးသွားတဲ့အဆောင်မြက်ကရဲ့အတန်ကြာရနဲ့ပတ်စံနေမုတ်ပဲတည်ရစာတွေလှူကြတဲ့အတွက်တံပူနဲ့တမာတို့နှစ်ယောက်တယောက်မျက်နှာတယောက်ကြီးကအံ့ဩခဲ့ကြရတယ်။ဆရာအဲ့ထဲမှာမုတ်ပဲတည်ရစာတွေပြည့်နေပြီဘယ်လိုလုပ်ရမလဲ။အလူမာလူတာငွေပဲဆိုတော့ငွေရလွဲပြီးတော့ကျန်တာတွေကိုတခြားသူစီပြန်လှူကြရအောင်။မြက်ကစကားကြောင့်တမာနဲ့တံပူတို့လည်းမုတ်ပဲတည်ရစာတွေကိုဘဝတူဆန္ဒလာတွေကိုပြန်လည်ဝင်မြပေးခဲ့ကြတယ်။ဒီလိုနဲ့အလင်းရောက်ရှိတဲ့အချိန်မှာတောင်းစားလိုက်ကြအလင်းရောက်ပြောက်တဲ့အချိန်မှာအင်းစမရေးဆွဲလိုက်နေနေခဲ့ရာ 9လလောက်ရောက်မှာတော့အလိုအတွက်လုံလောက်တဲ့ငွေတွေစုဆောင်းလာမိတယ်လို့အင်းစမပိုင်းမှာလည်းကိုးကွက်အင်းအထိတက်ရောက်လာနိုင်ခဲ့တယ်။ဒီလိုနဲ့ခုနှစ်လပြည့်နေ့မှာတော့ရွာပေါင်း90ရဲ့အလဲဘုံဟိုမှာရှိတဲ့လှန်ထောက်ရွာမှာဗျက်ကရဲ့အလူပွဲကိုစတင်ကျင်းပခဲ့တယ်။ခုနှစ်ရက်ခုနှစ်လီကျွေးမွေးတဲ့အလူဖြစ်တဲ့အပြင်နေရောညပါကျွေးရကြအောင်ဗျက်ကရဲ့အလူကအခြားရွာတွေအထိပါကြော်ကြားသွားခဲ့တယ်။အလူ၃ရက်မြောက်နေ့မှာတော့တာမန်လူတွေမလာခြင်းနဲ့ဆန္ဒလာရွာတွေကို၆ဘိန်းကားတစ်စီးဝင်ချလာခဲ့တယ်။တမားရီရွာတွေကိုလမ်းမပြီးဝင်လာတာထင်တယ်။ လမ်းသွားပြပေးလိုက်အောင်အလူကိုကြည်ကျက်နေတဲ့ဗျက်ကစကားကြောင့်တမာ6ဘင်းကားရှိအောင်ခတ်တုတ်ပြေးသွားခဲ့တယ်ခဏနေတော့ဦးရဖားရနဲ့ပြန်ပြေးလာပြီးတော့ဆရာဆရာကားလမ်းမလာတာမဟုတ်ဘူးဒီလိုပဲလာတာလို့ပြောတယ်နောက်ပြီးအလူရှင်ကိုတွေ့ရင်လို့တဲ့တမစကားကြောင့်ဗျက်ကလည်းအညာဆောင်မတစ်ထည်ကိုချုပ်ပြီးတော့လိုက်သွားခဲ့လိုက်တယ်ဟိုရောက်တော့ကားပေါ်ကနေရွှေရည်ညွန့်နေအောင်ဝေထားတဲ့မိမတယောက်ဆင်းလာပြီးတော့ရှင်ကဒီအလူကိုဥဆောင်နေသူလားဟုတ်ပါတယ် ဘာများဖြစ်လို့ပါလဲအလူအတော့ဆန်အိတ်တွေလာလှူတာပါဗျာကျွန်ကျွန်တော်တို့အလူမခံနားပါဘူးနော်အလူမခံနားပါဘူးရှင်အခုကအိမ်မက်ပေးလို့လာလှူတာပါဘလို့အိမ်မက်ပေးလို့လာလှူတာလဲဗျကျမကညောင်ဦးမြို့ပေါ်မှာဆန်ဆိုင်ဖွင့်ထားပါတယ်တရက်မှာတော့ဆိုင်ထဲကအသက်80ရွယ်အဖိုးတရားဝင်လာပြီးတော့လုံထောက်ရွာမှာအလူတစ်ခုပြုတ်လုံနေတယ်ငါသမီးဆန်သွားလှူကြည့်လို့ပြောပါလေရောကျမလည်းလုံထောက်ရွာဆိုတာမကြဘူးလို့မင်းမင်းရောရောနဲ့နေခဲ့တာ အဲ့ဒါမင်းညအိမ်မက်ထဲကိုဆိုင်အောင်လာသွားတဲ့အဖိုးကပြန်ရောက်လာပြီးတော့အဲ့ရနိုးရာနဲ့ဆန်အိတ်30မြ мян သွားလူလို့ထပ်ပြောတာကြောင့်ဒီလိုမင်းမြိုင်နဲ့ရောက်လာခဲ့တာပါကျမရဲ့အလှူလက်ခံပေးပါနော်ကောင်းပါပြီဗျာအလှူရှင်တွေလည်းစီးပွားရေးဒီရဲ့လာတိုးတက်ပါစီလို့ဆုတောင်းပေးပါတယ်ဗျက်ကလည်းအလှူရှင်တွေရဲ့ဆန္ဒအတိုင်းဆန်အိတ်တွေကိုလက်ခံပြီးတော့ထမင်းချက်တဲ့တဲဘက်ကိုပို့ဆောင်စေခဲ့တယ်ဒါအောင်မြင်တဲ့အောင်မြတ်တာကဗျက်ကနားအောင်လာပြီးတော့ဘယ်လိုလဲဗျက်ကမာတင်ကယောက်ကဘလောက်တောင်စွန်းလဲဆိုတာယုံမိမလား ဲ့လိုဒီလိုပြောလိုက်ပါတော့တယ်ခုနှစ်ရက်ခုနှစ်လေးအလှပေးပြီးတဲ့ညမှာပဲအောင်မြတ်တာပြက်ကောက်ကိုခေါ်ပြီးတော့ပထမအဆင့်စမ်းသပ်မှုကတော့အောင်မြင်ခဲ့ပြီဒါကြောင့်အခုထပ်လုပ်ရမှာကဒုတိယအဆင့်စမ်းသပ်မှုဖြစ်တဲ့တမထစိတ်ဆွမ်းရင်ကျင့်စဉ်မယ်တမထစိတ်ဆွမ်းရင်ကျင့်စဉ်ရဘယ်လိုလုပ်ရမှာလဲလှုပ်ဆောင်အောင်မယ်နီလန်းတွေကတော့အများကြီးရှိတယ်မင်းသားလေးအောင်ပြောရရင်တမထဆိုတာအာယုံစူးစိုက်မှုကိုတည်ငြိမ်အောင်လှုပ်ဆောင်ရတဲ့အရာပဲဖြစ်တယ်ဒါကြောင့်တရားပဲထိုင်နိုင် ပတိပဲဆက်စိတ်အေးမဲဆွဆဲကိုစိတ်တန်ရလှုပ်လို့ရတယ်ကျွန်တော်ကအင်းဆွဲရတာကိုသဘောကျတယ်ဒါကြောင့်အေးမဲဆွဲမယ်ဆရာဒါဆိုရင်အင်းကွက်ဆွဲတဲ့အချိန်မှာကိုစိတ်ကိုဘယ်လောက်တည်ငြိမ်အောင်ထားနိုင်မလဲဆိုတာစောင့်ကြည့်ကြတာပေါ့ပြက်ကလည်းဒုတိယကျင့်စဉ်ဖြစ်တဲ့စိတ်ဆွဲရင်ကျင့်စဉ်ကိုကြက်ရတွင်စီဒီမှာပဲစတင်လေ့ကျင့်ခဲ့တယ်စိတ်ကိုတည်ငြိမ်အောင်ထားရတဲ့လောက်ကလွယ်မယောင်တဲ့ခတ်တဲ့အတွက်၆ကွက်အင်းစီဒီတစ်စုကို၃လတိတိကြောင် ရေးဆွဲခဲ့ရတယ် ပြက်ကနေရောညပါအင်းဆွဲနေရတဲ့အချိန်စားရဲတောက်ရဲကိုတမာနဲ့တံပူတို့ကတာဝန်ယူပေးခဲ့တယ်လို့အောင်မြတ်သားလည်းအနားမနေပြီးအနီးကပ်ကြီးကြပ်ပေးခဲ့တယ်။ဒီလိုနဲ့၆လတိတိပြည့်တဲ့ညမှာတော့ကြက်ရတွင်စီဒီရဲ့ဘေးပပတ်လေးမှာကစုံပေါက်ပြီးပြေးလွှားနေတဲ့မြင်းဖြူတစ်ကောင်ကိုမြင်တွေ့လိုက်ရတယ်။တကောလုံးဝါကွန်းဆိုင်ပေါ်မှာဖွဲဆွနေတဲ့မြင်းဖြူကြီးကစီဒီကိုလက်ရရပ်ပတ်နေပြီးရုပ်ကြီးဆိုသလိုပိတ်ဖြူဝတ်ထားတဲ့တက်လက်ပိုင်းလူတယောက်အဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။ပြက်ကလည်းပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာကိုလစ်လူရှုပြီးတော့အင်းခွက်ကိုပြီးဆောင်အောင်ရေးဆွဲပြီးတဲ့အချိန်မှာတော့ ူ့ဘေးမှာပစိတုပ်ထိုင်နေတဲ့လူတစ်ယောက်ကိုမြင်တွေ့လိုက်ရတယ်။အဆိုပါလူကဗျက်ကောက်ကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်နေပြီ။ဆရာ၊ကျုပ်ကိုမမှတ်မိပါသလား။ကျုပ်မမှတ်မိဘူး။သင်ရဘူးသူလဲ။ကျုပ်ကဆရာလူဘဝရောက်တဲ့အခါဓာတ်တော်မျိုးစေတီမှာစောင့်ဆိုင်နေတဲ့ဝါကုန်းဖြူလေဆရာ။ခမ ्या ဓာတ်တော်မျိုးစေတီမှာမြင်ခဲ့ရတဲ့မြင်းဖြူလား။ဟုတ်ပါရဲ့ဆရာ။အခုတော့ဆရာရှိတဲ့ရက်ကိုရောက်လာခဲ့ပါပြီ။ဒါကြောင့်မကြခင်အချိန်ဆရာကိုကြောထပ်မှတင်ပြီးတော့လိုရာခီကိုပို့ဆောင်ပေးပါမယ်။ အခုရောပို့လို့မရအောင်လားကျုပ်လန်ထောက်ရွာပဲသွားစရာရှိသေးတယ်ဆရာအနေနဲ့ပညာပိုင်းမှာလိုအပ်ချက်တွေအနည်းငယ်ရှိသေးလို့အခုတော့မရသေးပါဘူးဒါကြောင့်စိတ်အေးချမ်းသာစွာဆက်လက်ကျင့်ကြံပါလို့အကြံပြုပါတယ်ကောင်းပြီလေကျောက်ရဲ့ရည်မှန်းချက်ပြည့်တာနဲ့ခမားကိုယ်တိုင်လိုက်ပို့ရမယ့်နေရာတစ်ခုရှိတယ်ဒါကြောင့်ခမားလည်းကိုယ်အဆင်ပြေတဲ့နေရာမှာနေပါကျုပ်လည်းလုံးစရာရှိတာဆက်လုပ်လိုက်အောင်မယ်ဂျက်ကပိတ်ဖြူလိုလူကိုပြောပြတာနဲ့ရေးဆွဲဖို့ကြံနေတဲ့အင်္ဂွန်အချို့ကိုစိတ်နဲ့ကထပ်မံရေးဆွဲခဲ့တယ် ကြက်ရက်တွင်စီဒီမှာဒုတိယကျင့်စဉ်ကိုတနည်းတတိကျင့်ညံပြီးချိန်မှာတော့အမြင်အချို့နဲ့အကြားအချို့ကိုပါစတင်ပေါင်းမြောက်လာခဲ့တယ်။အလားတူအင်းဆက်မရေးဆွဲခြင်းအပိုင်းမှာလည်းအောင်မြတ်တာမျက်နှာလွှဲလို့ရတဲ့အဆင့်ထိဖြစ်လာခဲ့တယ်။ဗျက်ကပယောဂကုတဲ့လမ်းစဉ်ထက်အင်းဆက်မအဆောင်ရောင်လောက်ရတာကိုပိုနှစ်သက်လာကြောင်းအားတဲ့အချိန်တိုင်းစာအုပ်တအုပ်မှာဆမအတိတ်တွေရေးဆွဲခြင်းအသက်သွင်းခြင်းလုပ်ငန်းတွေကိုသာလေ့ကျင့်ခဲ့တယ်။ခေပညာတတ်လူငယ်တယောက်ဖြစ်ကနေလာသူမို့ဗျက်ကရေးထားတဲ့ဆမတွေကစီးစနစ်ကျပြီးအလွန်တည်တက်လှပခဲ့တယ်။ ဒါကြောင့်လည်းအောင်မြတ်သာသူ့တပည့်တွေထဲမှာဗျာကရဲ့စမဆွဲဟံအတော်ဆုံးနဲ့အသေးသက်ဆုံးလို့ချီးကျူးခဲ့တာတရက်မှာတော့အောင်မြတ်သာတို့နေတဲ့ကြက်ရိုက်တွင်စီတီစီကိုတတောင်းစားလင်မယားနဲ့အောင်မယောင်မလဲနဲ့ရောက်လာခဲ့တယ်အဆိုပါလင်မယားကဗျာကအောင်မြင်ရောဝမ်းတာအားရနဲ့အနားကပ်လာပြီးတော့အိမ်မက်တဲ့အတိုင်းပါပဲလားရှင်ဘလို့လဲကိုသာပြောဒီစီတီကိုလာရင်ထူးကြပါမယ်လို့မပြောဘူးလားဟဲ့ဟိုလင်မယားနင်းတို့ဘာပြောနေကြရလဲဒီလိုပါရှင် ကျမတို့ကမန္တလေးဘက်မှာတောင်ရံစားတောက်နေကြတဲ့သူတွေပါ အခုကိုဝန်လွယ်ထားတဲ့ခလေးကအိမ်မက်ပေးလို့ဒီဇယ်ဒီယိုမဖြစ်ဖြစ်တဲ့နည်းနဲ့ရအောင်လာခဲ့ကြတာပါဘလို့အိမ်မက်ပေးတာတော့ပြောစမ်းမအောင်အိမ်မက်ထဲမှာပစိုးကွင်းတိုင်းရတဲ့ခလေးတယောက်ကသူ့ကိုကြက်ရက်တွင်းဇယ်ဒီယိုပို့ပေးပါလို့ပြောတယ်ဒီလိုအိမ်မက်မျိုးကတပတ်ကို3-4ကြိမ်လောက်မတ်နေတာမို့လင်မယားနှစ်ယောက်လည်းကြက်ရက်တွင်းဇယ်ဒီအကြောင်းစုံစမ်းရင်းနဲ့ဒီကိုရောက်လာခဲ့တာပါမိမဖြစ်သူရဲ့စကားကြောင့်ဘက်ကအောင်မြတ်တာကိုလှမ်းကြည့်လိုက်ပြီးတော့ ဒီကလေးကကျွန်တော်တို့နဲ့ရေဆက်ပါလားမသိဘူးစရာရေဆက်ပါလို့မင်းစီရောက်လာတာပေါ့သူ့အတွက်အဆင်ပြေအောင်တခုခုစီစဉ်ပေးလိုက်အောင်အောင်မြတ်တာစကားကြောင့်ဘက်ကလည်းလင်မယားနေရာကိုကြည့်ပြီးတော့မင်းတို့ကဒီရက်ဒီသားမှာတောင်းရန်စားတော့ကြမလို့လားလောလောဆယ်တော့ကြုံတလို့ပေါ့ရှင်မင်းတို့အနေနဲ့အိမ်မက်ထရအတိုင်းဒီကိုရောက်လာတာနည်းနဲ့ဆွဲလုံးလာမှာမဟုတ်ပဲဒါကြောင့်ကလေးအတွက်ကြုံလက်ဆောင်တခုပေးလိုက်ပါမယ်ဘက်ကသူ့ရဲ့အဝတ်ထောက်အောက်မှာထည့်ထားတဲ့စာအုပ်ထဲကနေ စမအခရာတွေကိုမာတင်ကရုပ်ထုအတိုင်းပုံဖော်ထားတဲ့စာရွက်တစ်ရွက်ကိုညီညာစွာဆုပ်ဖြဲပြီးကမ်းပေးလိုက်တယ်။ဒီစာရွက်ကိုအခောက်သေးသေးလေးဖြစ်အောင်လှည့်ပြီးတော့ယောက်ျားဖြစ်သူရဲ့လက်ပြမှာဆွဲထားလိုက်။ခလေးမွေးရင်တော့ခလေးရဲ့လက်ပြမှာကြုတ်လေးနဲ့ဆွဲထားပေး။ဟုတ်ကဲ့ပါဗျ။ကြုတ်တော့တေချာတိန်းထားပါမယ်။မင်းတို့လည်းခရီးဝေးရလာရတာဆိုတော့ဒီမှာရက်အနည်းငယ်တော့နားလိုက်ပါအောင်။ဒီမှာနေတဲ့ကာလအတွင်းမှာတော့တန်ဖူနဲ့တမလိုအပ်တာတွေကိုလာပို့ပေးလိုက်မယ်။ဂျက်ကလည်းလင်မယားနဲ့အတွက်နေရာချပေးပြီးသူ့ရဲ့နေရာစီကိုပြန်ထွက်သွားခဲ့တယ်။ ညချင်ရောက်တော့အောင်မြတ်သာဗျက်ကအနာကိုလာပြီးတော့မင်းရဲ့နေနဲ့ဒုတိယကျင့်စဉ်ကျင့်တာဘယ်လောက်ကြပြီလဲတနေ့ကြော်ပြီဆရာဘာတွေသိမြင်ရပြီလဲအမြင်အကြားတချို့တော့ရနေပါပြီနောက်ပြီးစမအတော်များများကိုလည်းလက်တန်းရေးနိုင်နေပါပြီဒါပဲလားနောက်ထပ်ဘာတွေရှိသေးလဲကျွန်တော်တက်မြောက်ထားတာအကုန်ပါပဲဆရာစိတ်ဆွာကျင့်စဉ်မှာအရေးကြီးဆုံးတစ်ချက်ကခန္ဓာကိုယ်ရဲ့အနေနဲ့စိတ်ဝိညာဉ်ကိုထုတ်လွှတ်နိုင်မှုပဲဒီအဆင့်ကိုမင်းမရောက်သေးဘူးမလား ဟုတ်ပါရဲ့ဆရာကျွန်တော်မရောက်သေးပါဘူးမင်းရအောင် ကြင်ကြာရမယ်ဒါမှသာမင်းရဲ့တာဝန်တွေကိုပြေဝအောင်ထမ်းဆောင်နိုင်လိမ့်မယ်ကျွန်တော်တာဝန်ကစန္ဒလာရွာ90ကိုကြီးကြပ်ပေးအောင်မလားရွာကိုကြီးကြပ်ဖို့ပဲဆိုရင်မင်းကိုအခုလိုအချိန်နေရအောင်ကြင်ကြာခိုင်းမှာတော့မလားတကယ်တမ်းမင်းလုံရမယ့်တာဝန်က ပကံဒေတာကိုလာရောက်ကြတဲ့ပုံကူမြတ်တွေအပေါ်ကူညီပေးဖို့ပဲသူတို့တွေကဒီဒေတာကိုရုပ်ပဲလာတဲ့သူတွေရှိတယ်နာမည်လာတဲ့သူတွေရှိတယ်အဲ့ဒါတွေကိုမင်းအနေနဲ့သိထားဖို့လိုတယ်မလား ဒါဆိုကျွန်တော်ကရုံနဲ့နံခွဲတဲ့ပညာကိုထပ်ပြီးလေ့ကျင့်ရမှာပေါ့ဟုတ်တယ်ဗျက်ကတည့်ရတွင်စီဒီမှာမင်းရဲ့တာဝန်ပြီးဆုံးပြီမို့အာယုံတက်တာနဲ့ပကံမြေကိုခြေချရမယ်တမာနဲ့တံမှုတော့ရော လိုက်လာကြမှာလားဒါမှမဟုတ်တယောက်တည်းသွားရမှာလားမင်းတယောက်တည်းသွားရလိမ့်မယ်ဟိုရောက်တာနဲ့မနက်ပိုင်းဝမ်းစာအတွက်ရှာဖွေပြီးတော့ညပိုင်းမှာကြင့်ကြရမယ်မင်းလုံနိုင်ပါမလားလုံနိုင်အောင်စူးစမ်းမယ်ဆရာဒီကြင့်စဉ်အောင်မြင်ဆရာစီအရင်လာခဲ့ပါမယ် လိုအပ်တဲ့ကျင့်ကြံနည်းတွေကိုတက်ဆိုင်ရာပုံကိုတွေကမင်းကိုလာတင်ကြပေးလိမ့်မယ်။ဒါကြောင့်ဒီညတွေကလိုအပ်တဲ့ပစ္စည်းတွေအသင့်ထည့်ထားပြီးတော့အောင်မြတ်တာစကားကြောင့်ဘက်ကလည်းတံပိုးနဲ့တမောင်ကိုနှုတ်ဆက်ကတဘိုးနဲ့အိတ်ထဲကိုပစ္စည်းတွေထည့်လိုက်ပါတော့တယ်။အလင်းရောင်ဟာအရှိတ်ဘက်ကနေအနေငယ်ဖြာထွက်နေခဲ့ပေမဲ့ပတ်ဝန်းကျင်တစ်ခုလုံးကိုမြင်သာအောင်တော့မစွမ်းဆောင်နိုင်ခဲ့ပေ။အဲ့ဒီချိန်ဘက်ကရဲ့ခြေလှမ်းတွေကကျက်ရက်တွင်စီဒီရဲ့ဝေးရကိုရှောက်လန်းနေသလိုစီဒီဘက်ကနေလည်းပထန်းရွတ်တန်တက်တက်ထွက်ပေါ်နေခဲ့တယ်။ထိုစဉ်တခွက်ခွက်ပြေးလာတဲ့မြင်းခွာတာညောင် လှည့်ကြည့်လိုက်ရတကူလုံးဆွတ်ဆွတ်ဖြူနေတဲ့မြင်းဖြူတစ်ကောင်ကသူ့စီကိုဒုံဆိုင်ပြေးလာတာမြင်လိုက်ရတယ်။မြင်းဖြူကြီးကအနားလဲရောက်ရောမြေကြီးပေါ်မှာဒူးကွေးထိုင်ချလိုက်ပြီးဂျက်ကရဲ့ကိုယ်ပေါ်ဥကောင်းနဲ့တိုးဝိတ်ကပုတ်တက်နေခဲ့တယ်။မကြာမီချိန်အတွင်းမြင်းဖြူရဲ့ကိုယ်ပေါ်မှာစီးနေလိုက်ပါသွားတဲ့ဂျက်ကကိုမြင်လိုက်ရပြီးမြင်းနီလန်းတစ်လျှောက်ကနေလည်းမြင်းခွာတန်းနဲ့ထွက်ပေါ်လာပါတော့တယ်။တိုးငင်းစွာထွက်ပေါ်လာတဲ့ညူတူတူရဲတန်တွေကဂျက်ကရဲ့နားထဲကိုတကာရီလိုတိုးဝင်လာခဲ့တယ်။တိတ်မကြခင်အချိန်အတွင်းညူတူတူရဲတန်ကနေ ဝမ်းကောင်းတန်တဲ့ရေမောနေတာအဖြစ်ပြောင်းလဲသွားပြီးအပုံနဲ့ကလှိုင်ငနဲ့ထွက်ပေါ်လာခဲ့တယ်။ငါစိတ်ရိုင်းလို့မဖြစ်ဘူး။ဒီလိုမှောင်မဲနေတဲ့ညတကောင်အချိန်မှာငါ့အတွက်ငါပဲရှိတယ်။ဖြက်ကမင်းလုံနိုင်ပါတယ်။အဲ့လိုကိုကုတ်ကိုအားတင်းရင်းနဲ့လေးလံနေတဲ့စိတ်ကို ဖြေလျှော့လိုက်တယ်ဆိုရင်ပဲစိတ်ကိုနဖူးအလဲတက်တက်စီပို့တာ။ဘာအကြောင်းကြောင့်ဖြစ်ဖြစ်မျက်စီကို ဖွင့်မကြည့်နဲ့။မင်းနဲ့အတူငါရှိနေတယ်။အဲ့လိုအောင်မြတ်တရားအတန်ကိုလည်းကြားလိုက်ရတယ်။ ရက်ကလည်းဆရာဖြစ်သူရဲ့အတန်ကြောင့်ပုံမအားတက်သွားပြီးခန္ဓာကိုယ်မှာရှိနေတဲ့အသီးစိတ်တွေအားလုံးကိုနှစ်ဖူးအလေတက်တဲ့ကိုပို့လွတ်လိုက်တဲ့အချိန်ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားပြီးတော့ရင်ထဲကနေအေးမြတဲ့ခံစားချက်တစ်ခုထွက်ပေါ်လာခဲ့တယ်။ဟုတ်တယ်။စက်ထိန်သာအသည့်ကိုမလွတ်စင်နဲ့။အောင်မြတ်သားရဲ့အတန်နားထဲကိုတိုးဝင်လာတာကြောင့်စိတ်ကိုမယိုင်နဲ့အောင်ထိန်လိုက်တယ်ဆိုရင်ပဲခန္ဓာကိုယ်လေးဆုပ်ဆက်တစ်ခုနဲ့ဆုပ်ယူလိုက်သလိုအပေါ်ကိုမြောက်တက်သွားခဲ့တယ်။ပော့ပါနေတဲ့ခန္ဓာကိုယ်ကလေးတူထဲမှာအချိန်အတန်ကြာတက်နေတဲ့အပြင်ဆရာဖြစ်သူရဲ့အတန်ကိုမကြားရတော့တာကြောင့် ဒီတစ်ခေါက်လည်းမအောင်မြင်မြန်ဘူးဆိုတဲ့အသည့်နဲ့မျက်စိကိုအသာဖွင့်ကြည့်လိုက်ရခန္ဓာကိုယ်ကလေပုံမှာငြိမ်သက်ပြီးတော့သူ့အောက်မှာတော့တရားထိုင်နေတဲ့မူရင်းခန္ဓာကိုယ်ကိုမြင်တွေ့လိုက်ရတယ်။ငါငါရဲ့နာအပြင်ကိုထွက်လာတာလား။ပြက်ကလက်တွေကိုလှုပ်ရှားကြည့်လိုက်ရသူ့ဆန္ဒအတိုင်းလှုပ်ရှားလို့ရနေတာကိုတတိထားမိခဲ့တယ်။ငါအောင်မြင်ပြီ။တန်းတန်းလောက်ကြာရှုံးခဲ့တဲ့ကျင့်စဉ်ကအခုမှအောင်မြင်ပြီဟိတ်။ပြက်ကလည်းဝမ်းနာအားရကျုံးသွားပြီးတော့နံရုပ်ကိုခန္ဓာကိုယ်ထဲပြောင်းဝင်မှုစိတ်ညွတ်လိုက်ရာ မူရင်းခန္ဓာကိုယ်ရဲ့အနေနဲ့အလွန်သိငယ်တဲ့ငွေအောင်ကျိုးမြင့်ကလေးတစ်ခု ပေါ်လာပြီးရစ်ပိန်ကျိုးရစ်တလို့ဆွဲခေါ်သွားခဲ့တာကိုသတိထားမိခဲ့တယ်။ဖြက်ကလည်းနန်ယောက်ကမူလခန္ဓာကိုယ်ရဲ့ဝင်ရောက်သွားတာနဲ့မျက်လုံးဖွင့်ကြည့်လိုက်ရာစီမီးတွေအသီးသီးကင်ဆောင်ထားတဲ့ယောက်ျားမိန်းမတွေကဖြက်ကထိုင်နေတဲ့ဇီဒီပေါ်ကိုတက်လာပြီးတော့မိပူစော်ကြပါလေရော။ဝစ်စားထားပုံကအခုခေတ်ပုံစံမဟုတ်ပဲငယ်စဉ်ကသင်ခဲ့ရဘူးတဲ့ပကံခေတ်ဝစ်စားစင်မှုဖြစ်နေတာကြောင့်ဘေးဘီမှာရှိနေတဲ့ဇီဒီတွေကိုကြည့်လိုက်ရာမြောင်များစွာသောလူတွေကပကံခေတ်ကဝစ်စားတွေဝစ်စင်ပြီး စီမီကိုစီကိုင်းကဇေဒီတွေကိုမီးပူစော်နေတာကိုမြင်တွေ့လိုက်ရတယ်။ဒီတော့မှကောင်းကင်ကိုမောကြည့်လိုက်ရာတိမ်ကင်းစိန်မီပြေဝါတောက်ပနေတဲ့လာဝန်းကြီးကိုမြင်တွေ့လိုက်ရတာကြောင့်ဒီနေ့ကတရင်ကျိုလာပြင်းနေပဲအဲ့လိုရေရွတ်လိုက်ပါတော့တယ်။ဆရာဒါဆိုကိုပြက်ကနန်ရုပ်ခွဲတဲ့ကျင့်စဉ်ကိုအောင်မြင်ခဲ့တာပေါ့။ဟုတ်တယ်မောင်ကောင်။ तू ကနန်ရုပ်ခွဲတဲ့ကျင့်စဉ်ကိုအောင်မြင်ပြီးတဲ့နောက်ပိုင်းအခြားပညာရှင်တွေကိုလည်းလေ့ကျင့်ခဲ့သေးတယ်။ဆရာကျွန်တော်လည်းသိချင်တာတခုရှိသေးတယ်။ ။ဘာများလဲခွန်လ။ तू နာရောက်ခွဲကျင့်စဉ်အောင်မြင်တဲ့အချိန်မြင်လိုက်ရတဲ့သူတွေကဘယ်သူတွေလဲ။ဒီနေမြေမှာကြံ့နေတဲ့မကျွတ်လွတ်တဲ့သူတွေလား။ဗျက်ကရဲ့ပါရမီကဒီနေမြေမှာရှိတဲ့မကျွတ်လွတ်သေးတဲ့သူတွေကိုမြင်ရတာပဲ။ဒါကြောင့်ကျင့်စဉ်အောင်နာနဲ့အကုန်လုံးကိုမြင်တွေ့ခဲ့တာ။နောက်ပိုင်းတွေလည်းအချိန်ရရင်ရတယ်လို့ပကံသားတွေနဲ့မိတ်ဖွဲတော့တာပဲလေ။ဒါကြောင့်မင်းတို့ပကံခေတ်ရောက်တော့ဘလို့ရှင်တန်ရမလဲဆိုတာ तू သိနေတာပေါ့။อ๋อဒါကြောင့်ကိုဟိုလေသူ့မြင်းမြူကြီးอ่ะရော အခုတည်းရှိတော့မလားဆရာသူ့ရဲ့မူလနေရာဖြစ်တဲ့တတ်တော်မျိုးစေးဒီမှာပြက်ကပြန်လာအောင်စောင့်နေတယ်လေဒါနဲ့လေကိုပြက်ကသူ့မိဘတွေစီကိုတခါမှမပြန်တော့ဘူးလားဟိုကသူ့အတော်လွမ်းနေမှာပဲနော်သူပြောတာတော့လူကိုယ်တိုင်ပြန်ရင်တန်ရုံးစင်ပြန်တွင်မိလိမ့်မယ်တဲ့ဒါကြောင့်သူ့မိဘတွေကိုတတိယရင်အိမ်မက်ပေးပြီးတွေ့တယ်ဆိုပဲအောင်မြတ်သားစကားကြောင့်မောင်ကောင်းတဲ့ခွန်လာတော်နှစ်ယောက်စေဒီပေါ်မှာတန်ရှင်းရင်လုံနေတဲ့ပြက်ကကိုပြန်သူငေးကြည့်လိုက်ပါတော့တယ်အောင်မြတ်သားတို့ပကံမြင့်မှာအတန်ကြာနေထိုင်ပြီးတဲ့နောက်မှာတော့ ချိန်မတော်ဖျားဖူးရန်အတွက်ဗကုံးမျိုးတို့ဆင်းလာခဲ့ကြတယ်။ဗကုံးမျိုးရောက်ရှိတဲ့အခါရဲ့အသက်သွေးမီးစွန့်လာတဲ့ကိုအောင်နိုင်နဲ့ရက်ကိုမတိနားမလဲပဲယူဆော့မိတဲ့ကလေးကြောင့်မိသားစုတွေသွေးပြတ်တဲ့အထိအချောက်လန့်ခံနေရတာကိုကူညီပေးခဲ့ကြရတယ်။ဒီအကြောင်းအရာကိုတော့အောင်မြတ်တာနဲ့ကိုအောင်နိုင်နဲ့ဆိုတဲ့ဇလန်းလေးမှာနားဆင်ပေးကြပါအောင်။အခုလိုအဆုံးနှိလိုက်ပါအားပေးနားဆင်ခဲ့ကြတယ်ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ကြံ့ရှိနေသေးတဲ့အပိုင်းစာများကိုဆက်လက်နားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ မြန်တန်လွေ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။